အော်တိုဘာ16ရက်နေ့မနေ့ကဆမ်ယူပကန်းခရိုင်ဘတ်ဆောက်ထုံမြို့နယ်ထဲမှာရှိတဲ့ကုန်တိုက်ထဲမှာဖွင့်လာတဲ့ရွှေဆိုင်မှာဓမြတိုက်မှုဖြစ်သွားတယ်။ကျူးလွန်သူကတော့အသက်32နှစ်အရွယ်ကမ္ဘောဒီးယားနိုင်ငံသားအဒီကျူးလွန်သူကကုန်တိုက်ထဲကိုဝင်လာတဲ့အချိန်မှာပင်ပောင်ဘုံကိုအရင်ဖောက်လိုက်တယ်။တူလက်ထဲမှာလည်းအမျိုးမီမတိရတဲ့လက်နက်ငယ်တစ်ခုကိုကင်ဆောင်ထားတယ်။ တွားပင်ပေါဘုံကိုအရင်ဖောက်ပြီးတော့ကုန်တိုက်ထဲကိုဝင်လာခဲ့ပြီးဒီရွှေဆိုင်ရှိတဲ့နေရာကိုတွားပြီးတော့ရွှေဆိုင်မှန်ကောက်တာတွေကိုကြော်ခွားပြီးအနောက်မန်ဘီလိုထဲမှာထည့်ထားတဲ့ရွှေဆွဲကြိုးတွေကိုယူပြီးတော့သူထွက်ပြေးသွားတယ်။ရွှေကနှစ်ချက်သားရွှေဆွဲကြိုး12ကုံရသွားတယ်လို့ပြောတယ်။သူထွက်ပြေးတဲ့ချိန်မှာဆိုင်ကင်နဲ့ပဲပြန်ထွက်ပြေးသွားတယ်။ရဲတွေကလည်းအခင်းပြတဲ့နေရာကိုရောက်လာပြီးတော့အသေးစိတ်ဆက်ပြီးတော့စုံစမ်းစစ်ဆေးရပါတော့။ဒါကတော့မနေ့ကတည်င်းနေထဲမှာတက်လာတဲ့ဟာ ဒီနေ့16ရက်နေ့ကျတော့တည်င်းနေထဲမှာတက်လာတာကဒီကျူးလွန်သူမျိုးသားကရွှေဘာရွှေမအောင်မရပါဘူးတဲ့ရွှေဆွေးကျိုးတွေတကုံးမှမရပါဘူးသူကဆိုင်ကယ်နဲ့ဒီကုန်တိုက်ကနေထွက်ပြေးသွားတယ်ထွက်ပြေးပြီးတော့သူအလုတ်လုတ်တဲ့ဒီကားကြီးစိတ်စီလိုက်မှာဒီဆိုင်ကယ်ကိုပြန်တော့ရက်ထားလိုက်တယ်ဘန်းဆောင်ထုံမျိုးနယ်ထဲမှာပဲရှိရဒီကားကြီးစိတ်စီလိုက်ကသူဆိုင်ကယ်ကိုကားကြီးစိတ်စီလိုက်မှာပြန်တော့ရက်ထားတယ်ရက်ထားပြီးတော့ဒီကားကြီးစိတ်စီလိုက်ကအစားတုံးကားတစ်စီးကိုယူပြီးတော့သူကပြန်ဆက်ပြီးတော့ထွက်ပြေးသွားတယ် အခုဓမြတိုက်ခံရတဲ့ရွှေဆိုင်ကရဝလရွှေဆိုင်ပေါ့နော်သူရဲ့ရွှေဆိုင်နာမည်ကသူတို့ကဆိုင်ခွဲတွေအများကြီးရှိတယ်။ဟိုပြီးခဲ့တဲ့အော်တိုဘာ9ရက်နေ့တုန်းကဒီနန္ဒာဒီဝခိုင်ထဲမှာဓမြတိုက်ခံရတဲ့ရွှေဆိုင်ကလည်းဒီရဝလရွှေဆိုင်ပဲသူတို့ကဆိုင်ခွဲတွေအများကြီးပဲထိုင်းတနိုင်ငံလုံးမှာဖွင့်ထားတာပြီးတော့ဒီကျွလွန်တူမြို့သားကအဲအော်တိုဘာ9ရက်နေ့တုန်းကရွှေဆိုင်ဓမြတိုက်မှုကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ share ထားတယ် အခုနောက်ဆုံးသိရတာကတော့ဒီကျူးလွန်သူအမျိုးသားကိုကြံထပူလီခေရိုင်ထဲမှာဖမ်းမိသွားပြီလို့ပြောတယ်။ဒီမျိုးသားကလည်းဝင်ခံတယ်သူရွှေတိုင်းဓမြတိုက်မှုကျူးလွန်တယ်ဆိုတာဝင်ခံတယ်။ကြည့်ရတာတော့သူတို့ကမ္ဘောဒီးယားနိုင်ငံကိုထပ်ပြေးဖို့လုပ်နေတဲ့အချိန်မှာအဖမ်းခံလိုက်ရတာထင်တယ်။ရွှေရလည်းဘာရွှေမမရပါဘူးအခုတော့အဖမ်းခံရပြီ။ဟိုသူတို့ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံနဲ့နဲ့နိုင်ငံအဟိုနေစားနေမြေအငင်းပွားမှုတွေကြောင့်မလို့ပဏိပခါတွေဖြစ်နေကြတာကနိုင်ငံကလည်း အာဒီအမလန်ချင်းချင်းဒီ online ပေါ်ကနေပြီးတော့မှကင့်နေကြအခုရွှေဆိုင်ဓမြတိုက်မှုလောက်တာကလည်းကမ္ဘောဒီးယားနိုင်ငံသားဆိုတော့ကျွန်တော်ထိုင်းနိုင်ငံဘက်ကတအားပြောနေကြတယ်နော်โอเคအားလေးလာပြောအားလုံးပဲရှင်ပြကြပါစေ